လီဗာပူးရဲ့ခက်ခဲကြမ်းတမ်းမဲ့နောက်ထပ်ပွဲစဉ်၃ပွဲ ားလုံးပဲမင်တော်ပေါ်နေပြည်သူကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Liverpool ကလက်ရှိဒီ EFL ကရောင်း4မှာဒါရှုံးပြီးတော့ထွက်သွားတယ်ပေါ့နော် Crystal Palace ကိုရှုံးပြီးတော့ထွက်သွားပြီးရနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါ Liverpool အသင်းကိုယ်တိုင်ရောနီးပြ Arnes Slot မှာရောတော်လေးကို pressure တွေပြီးနေပြီ pressure တွေများနေပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့မှာထပ်ပြီးတော့ထပ်ပြီး pressure များပြီးတော့ခေါင်းမော်ကိုနောက်ထပ်တန်ရီဘူးတွေလောင်းမဲ့ပွဲစဉ်တွေကတော့စလာခဲ့ပြီလေဖြစ်ပါတယ်ပွဲကျက်တွေကတကယ်ကိုထိတ်တဲ့ရင်ဆိုင်ရတော့မှလည်းဖြစ်တယ်ပေါ့နော် Liverpool ကတော့အကုန်လုံးကစောင့်ကြိုနေပြီ နောက်ထပ်3ဘွဲ့53ဘွဲ့ကိုပဲပြောလိုက်မယ်။ဘာလို့ကျွန်တော်အဲ့53ဘွဲ့ကိုပဲပြောလဲဆိုတော့အဲ့3ဘွဲ့ဟာနီးပြအာနက်စလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းအများကြီးပြောင်းလဲဖြစ်လာနိုင်တဲ့ဘွဲ့စဉ်3ဘွဲ့ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်တော့ Aston Villa အသင်းကို Premier League မှာယဉ်ဆိုင်ရမယ်။ပြီးပြီဆိုလို့ရှိရင် Champions League ဘွဲ့စဉ်ဖြစ် The Real Madrid အသင်းကိုယဉ်ဆိုင်ရမယ်။ပြီးလို့ရှိရင် Premier League ဘွဲ့စဉ်ဖြစ်ပြန်ပြီးတော့ November 6ရက်နေ့မှာဆိုလို့ရှိရင်တော့ Manchester City အသင်းကိုယဉ်ဆိုင်ရမှာလည်းဖြစ်တယ်။ဆိုတော့ ဒိတ်တွေနဲ့ကျွန်တော်ပြန်ပြီးတော့ပြောပြမယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့လာမယ့်ဒီစနေတင်းတွေမှာဆိုလို့ရှိရင်တော့ဒါနိုဝင်ဘာလ2ရက်နေ့ Sunday မှာဆိုလို့ရှိရင်တော့အင်ကွင်းမှာ MV မှာ အက်စတန်ဗီလာအသင်းရဲ့ရင်ဆိုင်ရှင်ပြန်ကစားသွားရမှာလည်းဖြစ်တယ်။အပွဲစဉ်ကဒေဂျာပေါက်မလွယ်ဘူးနော်။လွယ်မယ်ထင်နေမှာဆိုလို့အက်စတန်ဗီလာကယာဒီအစတုန်းကတော်လေးကိုတိုင်ပတ်ခဲ့တဲ့အသင်းကနေအခုချိန်မှာ on form တစ်ခုပြန်ရောက်နေပြီလို့ပြောလို့ရတယ်။အဲကြောင့်မို့လို့အပွဲစဉ်ကလီဗာပူးဒေဂျာပေါက်ကိုခတ်ခဲဦးမှာအိမ်ပွဲမှာအိမ်ကွင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ပြောရမယ်။လက်ရှိလည်းရှုံးထားတဲ့နှစ်ပွဲကလည်းအိမ်ကွင်းမှာပဲပေါ့နော်။မန်ယူနိုက်တက်ကိုရှုံးနေပြီးတော့ Crystal Palace ကိုရှုံးနေ။ဆိုတော့အခုလည်းဗီလာကိုရင်ဆိုင်ရမယ်။ ဆိုတော့ဒီပွဲစဉ်ကတေချာပေါက်ကိုလီဗာပူးအတွက်ကမလွယ်တဲ့ပွဲစဉ်အာနက်စလော့မှာလည်းသူ့မှာပရက်ရှာတွေအများကြီးနဲ့ကန်ရမယ့်ပွဲစဉ်လို့ပြောရင်တော့ပိုပြီးတော့မှန်လိမ့်မယ်ပြီးတော့နောက်ထပ်တစ်ပွဲနိုဝင်ဘာလ9ရက်နေ့ဒါဗိုဒိုဦးနေမှာကစားသွားမယ်ချန်ပီယံလိပွဲစဉ်ဖြစ်လီဗာပူးတင်းကသူတို့အသင်းရဲ့အိမ်ကွင်းမှာပဲရင်ဆိုင်ရမယ်ရီယယ်မက်ဒရစ်ကိုသူတို့အသင်းရဲ့အိမ်ကွင်းမှာရင်ဆိုင်ရမယ် ဒီဂျေသွေးဒီခြေစွမ်းနဲ့ဆိုလို့ကရီယယ်မက်ဒိုတော်တော်ကန်ယူရမယ်နေထားမှရှိတယ်။အာတည်ရမလားဒါပေမဲ့တခုတော့ရှိတာပေါ့နော်ချန်ပီယံလိကြလို့ရှိရင်တော့လီဗာပူးကတခုလုံးပြနိုင်နေတယ်ဆိုတော့ခံစားချက်မျိုးတွေတော့ရှိတယ်။အဲကြောင့်မလို့အကြရင်တော့ပြောလို့မရဘူး။ဒါပေမဲ့အခုလက်ရှိအခြေအနေတိုင်းသာသွားကန်မယ်ဆိုရင် တုံးဝအဆင်မပြေနိုင်ဘူးဆိုတဲ့နေရာတစ်ခုမှာတရားဘက်ကိုရှိတယ်ဗျာဘာလို့အဲ့လိုပြောလဲဆိုတော့ Real Madrid တင်းရဲ့လက်ရှိသွားနေတဲ့လမ်းကြောင်းရင်ကစားနေတဲ့ကစားဘောက်ရဲ့ El Clasico တော့နိုင်ထားတဲ့ခြေစွမ်းရဲ့ပြီးတော့ Kylie ရဲ့ Mbappe ရဲ့ထောင်တက်နေတဲ့ခြေစွမ်းရဲ့တော်တော်လေး Liverpool တင်းရဲ့နောက်တန်းကြီးယိုယွင်းနေတာရဲ့ clean sheet တောင်မှဗျာမရတာ10ဘောလောက်မသိစတိုက်ရှိနေပြီဒီလိုအခြေအနေမျိုးရှုံးပွဲတွေဆက်နေတဲ့အသင်းနဲ့ Real Madrid ကတောက်လျှောက်နိုင်နေတဲ့အသင်းအဲ့လိုတွေ့မှာဖြစ်တော့ကြောင့်အပွဲစီရတဲ့တေချာဘောက်ကိုခက်ခဲအောင်မဲ့ပွဲစဉ်တွေဖြစ်လာမှလည်းဖြစ်တယ်ဆိုတော့ ဒီပွဲစီမှာကလေးကအမှတ်မထင်မှန်းနဲ့အာနက်စလော့ရဲ့အနာဂတ်ကအဖြစ်ပေါ်သွားရလေဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဒါလာမယ့် Sunday ပေါ့နော်နောက်ပတ် Sunday မှာ November 6ရက်နေ့မှာကံမဲ့ Manchester City နဲ့အဝေးဝင်ပွဲစီ ဒီဘွဲကလည်းတော်တော်လေးကိုမလွယ်တဲ့ဘွဲပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်တော့သူတို့အသင်းအိမ်ခွင်းမှာအန်ဖီမာဆိုလို့ရှိရင်တော့မစိုးဘူးလို့ပြောလို့ရရမယ်။အဝေးခွင်းဖြစ်သွားတယ်။ဒါမန်ချက်စတာစီးတီးတဲ့အိမ်ခွင်းအက်ဒီယက်စတေဒီယမ်မှာတော်ကစားရမှာလည်းဖြစ်တယ်။အဲကြောင့်မို့ဒီဘွဲစီရန်လီဗာပူးအတွက်တေချာဘောက်ကိုခက်ခဲမဲ့ဘွဲစဉ်တွေဖြစ်လာမှာလည်းဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်တော့မန်စီးတီးကအခုချိန်မှာလီဗာပူးတက်ဆိုင်တော့ဗျာမှန်တော့မှန်တယ်မန်စီးတီးကအရန်ကြီး on form ရောက်ပြီးတော့အရန်ကောင်းနေတဲ့အတင်တော့မဟုတ်ဘူး။ဒါပေမဲ့ အရင်ဆိုးရွားဆုတ်ပြတ်နေတဲ့အသင်းသင်းလဲမဟုတ်ပြန်အောင်ပေါ့နော်အကြောင်းမလို့လီဗာပူးထက်စားလို့ရှိရင်တော့မန်စီးတီးကဖောင်နေထားလိမ့်မှာနည်းလေးပိုတာနေလို့ပြောလို့ရတယ်အကြောင်းမလို့အပွဲစီရလီဗာပူးအတွက်ခက်ခဲနဲ့ရှင်မကစားတော့မယ်ပွဲစဉ်တွေဖြစ်လာနိုင်လို့ကျွန်တော်ကထင်တယ်လူယူမင်းတော့ဘလို့ထင်လဲအဲ့ဒီသုံးပွဲကနေပြီးတော့ပရီးမီယာလိမာဆိုရင်ရောဘယ်နှမှတ်လောက်ရနိုင်လဲချန်ပီယံလိမာကိုနိုင်မယ်လို့ထင်လားဘယ်လိုမျိုးထင်မြင်စားမိရလဲရှိတယ်ကျွန်တော်သာဆိုလို့ရှိရင်တော့ဒီဘုံဒီသုံးပွဲစလုံးမှာ ကျွန်တော်အရန်ကြီးမျော်လင့်လို့ရတာဆိုလို့ Aston Villa တင်းတဲ့ပွဲစဉ်တော့ပဲရှိမယ်လို့ထင်တယ်။ကျန်တဲ့နှစ်ပွဲကတော့တော်လေးခက်ခဲနဲ့ရင်ဆိုင်ဖို့ရှိရပါတော့။ Villa ကတော့အမှတ်မထင်မနဲ့သူတို့တင်းရဲ့အင်ကွင်းမှာဖြစ်တဲ့တော့ကြောင့်နိုင်သွားရလည်းဖြစ်နိုင်တယ်။ဂိုးပြတ်သွားတော့မှအခက်မတင်ပြေကောင်းဖြစ်နိုင်တယ်။ဒါကတော့သူတို့ အခြေအနေရပါတော့။ဘာလို့လဲဆိုလို့ရှိရင်တော့ဒီ Crystal Palace အတင်းနဲ့ EFL ကမှလည်းသူကကစားသမားရဲ့ဒေါ်မြောင်ခြံခဲ့ပြီးတော့ကစားခဲ့တာဆိုတော့ maybe ပြက်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါ blue reset ရွှေလာမယ်လို့ထင်လား။အောက်က comment ထဲမှာလည်းဝင်ပြီးတော့မျက်ငယ်ပြလို့ရပါတယ်။ကျွန်တော်ရဲ့ video လေးကျွန်တော်ရဲ့ channel လေးကိုကြိုက်တဲ့တယ်ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပဲကူညီကြလို့ရပါတယ်။ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်လည်ဆုံနေကြတာပေါ့။